ထောက်တော်လှအောင်ရဲ့ဒီနှစ်အခြားအိန္ဒိယဝိတုတို့များအပိုင်း3ညင်အေဂရီဆိုတဲ့ဝိတုတို့လေးကိုတင်ဆက်လိုက်ပါရရှင်။တန်ဆောင်ဒီဝိုင်းကအိန္ဒိယဒေသများနဲ့အင်္ဂလိပ်ဒေသများကိုတီးမှုပေးသည်ဆိုတော့မင်းမပြူကသူ့တခြင်းကိုစိတ်ပါဝင်စားစွာဖြင့်လှိုက်လိုက်လဲလဲတီးဆိုးနေသည်အတန်ကလေးကအခါတိုင်းထက်ပင်ပုံမူသားရနေသည်ဟု ထင်မှတ်ရလေသည်သူသည်ဆိုသည့်ထိုသခြင်းကိုကျွန်တော်နားထောင်ခဲ့ဘူးဒီမှာအချိန်ပေါင်းများလာပါပြီသို့တော့ယခင်ခါများတို့ကမက်မက်မုံပေါ်ရှိလာသည် ဟုမဆိုတာပါယခုအချိန်တွင်မူထိုသခြင်းကိုကျွန်တော်အကြိုက်ကြီးခြိုက်သွားမိပါသည် နားအရသာခံ၍မငြင်းငွေ့နိုင်အောင်ဖြစ်ပြီးပါသည်လူငယ်တို့၏စိတ်လှုပ်ရှားမှုအလုံးထိုသခြင်းထဲတွင် အပြည့်အဝ ပါဝင်နေသည် ဟုကျွန်တော်ခံစားရပါသည် နားစင်၍မဝနိုင်သောတခြင်းတစ်ပုဒ်ဖြစ်သည်ဟုလည်းကျွန်တော်သဘောပေါက်လာပါသည်တခြင်းပြီးဆုံးသွားသည်နှစ်တစ်ပြိုင်တည်းပန်ချပီဆုံးတွေကအာဘာရယလက်ခုပ်တီးကဩဘာပေးသည် အချားသူအချို့ကတော့ဝတ်ကြည်တန်းကြည်သဘောလောက်သာလက်ခုပ်တီးသည်ကိုလည်းတတိပြုမိပါသည်ထိုတခြင်းပြီးဆုံးသွားသည်နှင့်တပြိုင်နက်အစိုးရမင်းမပြိုကလေး၏မျက်နာပေါ်မှာရှိနေခဲ့သည့် ရွှင်လန်းအားရသည့်အမှုရာကလေးသည်တမဟုတ်ချင်းပျောက်ွယ်သွားလေတော့သည်တဆက်ထဲဆိုသလိုပင်ဝန်းနေကြီးခွဲသည့်အရိပ်အယောင်ကလေးမတိမတာပေါ်လာသည်ဇက်ကုံပေါ်မှဖြင်းညင်းစွာဆင်းကဆိုင်မန်နေဂျာစီသို့ရောက်သွားသည်ဆိုင်မန်နေဂျာကိုတိုးတိတ်ညင်သာစွာဖြင့်တစုံတရာ ပြောပြနေသည်ပြီးတော့ကျွန်တော်စပွဲနာမှာဖြတ်ခါဆိုင်ပြင်သို့ထွက်သွားသည် သူ၏မျက်နှာကိုကြည့်ရသည်မှာအလွန်တရာပင်ပန်းနွမ်းနေနေပုံရပါသည် ကျွန်တော်ကဝဲနာသူ ရောက်တော့အခါကျွန်တော်ကမော့ကြည့်သည်မင်းပြမျိုးသည် အနေငယ်တုံဆိုင်ဆိုင်ဖြစ်သွားလေသည်ပြီးတော့ကျွန်တော်မျက်လုံးများကိုတဲ့တဲ့စိုက်ကြည့်သည် သူနှင့်အတူအပြင်သို့ထွက်လိုက်ခဲ့ရန်ဖိတ်ခေါ်နေသည်အရေးအယံများကိုလည်းသူ၏မျက်လုံးအုံထဲမှ ကျွန်တော်မြင်တွေ့လိုက်ရပါသည်ကျွန်တော်သည်ကြားသည့်ငွေများကိုပေးချေပြီးဆိုင်ပြင်သို့ကျွန်တော်ထွက်လိုက်လာခဲ့သည် လမ်းဘေးတနေရာမှာရက်နေသောမိမပြိုကိုလှမ်းတွေ့ရသည်သူနှင့်ကျွန်တော်သည်တစ်ချိန်တခါမှစကားပြောဆိုဘူးခြင်းမရှိခဲ့ပါတယောက်နဲ့တယောက်လည်းမသိပါ သူရက်နေရာသို့ကျွန်တော်လျှောက်သွားသည် သူကပင်ကျွန်တော်ကိုစီးကြို၍စကားပြောသည်ရှင်လိုက်လာမှာပဲလို့ကျွန်မစိတ်ထဲမှာထင်နေမိတာဘာကြောင့်အဲ့လိုထင်ရတာလဲ ကိုယ်ယောက်ကာယနိုင်လာတော့ထိုမိကုံမျိုး အမေခံထိုင်သည့်မိမိမျိုးကလေးတရားမဟုတ်ကြောင်းတော့ကျွန်တော်သိပါသည်လာဇန်ကိုရနေညကကျွန်တော်တို့ခေါင်းပေါ်ရောက်နေသည်အတန်ကြာအောင်ကျွန်တော်နှုတ်ပိတ်နေမိပြန်သည် ထို့ကြောင့်မိမိမျိုးလေးကကျွန်တော်ကိုလှမ်းမိသည်အဖော်မဲတဲ့လူတယောက်လိုစိတ်ထဲမှာခံစားနေရသလားထိုမိကုံကိုတော့ကျွန်တော်အလိုလိုပြန်ပြေးမိလျက်သား ဖြစ်နေပါသည်မဖြစ်ပါဘူးဒါပေမဲ့ကိုယ်စိတ်ထဲမှာမချမ်းမတ်သာဖြစ်နေမိတယ်မိမိမျိုးကလေးကကျွန်တော်အနာတို့ခက်သွက်သွက်တိုးကက်လာသည် ကျွန်တော်ကိုလည်းခဏကြာအောင်စိုက်ကြည့်နေသည်ဒီနေရာဟာရှင်အစင်တန်းနဲ့ထိုက်တန်းနဲ့နေရာမျိုးမဟုတ်ဘူးလို့ကျွန်မထင်တယ်ဒါကြောင့်ရှင်ဟာအဖော်မဲ့နေတဲ့အထီးကျန်တယောက်ဖြစ်နေလို့ဒီနေရာကိုလာနေတာလို့ကျမထင်မိတာပါ။ဘာကြောင့် အဲ့ဒီလိုထင်ရပြန်လာလေထိုမေးခွန်းကိုပင်ကျွန်တော်ကပြုံးပြီးပြန်မေးမိပြန်သည် အဖော်မဲ့နေသောအထီးကျန်တယောက်ဖြစ်သူပတ်ယူနေသည်ကိုလည်းခြေပြက်လိုသည့်သဘောပါပါသည်တယောတန်နှင့်ဖြောပြေးနေတဲ့အခါတိုင်းရှင်ထိုင်နေကြစပွဲမှာငင်းငင်းငိုင်ငိုင်နဲ့ထိုင်နေတာကိုမကြာခဏကျမတတိထားမိတယ်နောက်ပြီးတော့ရှင်ဟာအဖော်ခင်းမဲ့နေတဲ့လူတယောက်လို့ကျမယုံကြည်ခြင်းစရာအကြောင်းတွေလည်းရှိနေပြန်တယ်လေ။ ပတ်ဝန်းကျင်ကြီးတစ်ခုလုံးကိုရှင်မိတ်နေတတ်တယ်။ဘယ်နေရာကိုရောက်နေတယ်ဆိုတာတော့တတိထားမိပုံမပေါ်ဘူး။နောက်ပြီးကျမတို့ဆိုင်လူနေရာမျိုးဟာမိမျိုးလေးကစကားကိုဆုံးအောင်မပြောဘဲတပိုင်းတန်လန်ပြင်ရက်ထားလိုက်သည်။ကျွန်တော်ကလည်းတိတ်ပဲကင်းမဲ့စွာပြင်၆ကက်ကက် ပြုံးလိုက်မိသည်။ဒီကိစ္စကြီးကိုသူဆက်ပြောနေစေရန်ကျွန်တော်အားပေးအားမြမပြုတ်လို့လို့ပါ။ ကျွန်တော်တို့နှစ်ယောက်ဒီစိတ်မှန့်မတင်မဲ့အလို့အလျောက်ဆက်လျှောက်လာမိကြလေသည် အတော်လေးရှောင်ပြီးတော့မှကျွန်တော်တို့နှစ်ယောက်ကြားမှာတိတ်ဆိတ်မှုကိုမိမပြောကစတင် ဖြန့်စည်းလိုက်လေသည် ရှင့်ကိုကျွန်မတခုလောက်မေးပြစီနော်ဟိုစကားကိုရှင်ဘာလို့ပြောတာလဲယင်သူဒီဘာပြောရမှန်းတိတိကျကျမသိသူလို့ဖြစ်နေသည်စကားကလည်းထင်ငော့နေသည် သူဘာဆိုလိုကြောင်းကျွန်တော် ချက်ချင်းသဘောပေါက်လိုက်သည်ထို့ကြောင့်တက်ပြင်းကို မတိမတာချလိုက်သည်ကိုယ်စိတ်ထဲမှာဘာကြောင့်စိတ်မချမ်းမသာဖြစ်နေသလဲဆိုတာကိုမင်းသိချင်လို့မဟုတ်လားอืมဟုတ်ပါတယ်ရှင်မင်းကြောင့်ပဲကျွန်တော်ကတူတူတုတ်တုတ်ပင်ဖြေးလိုက်သည်ရှင်ကျမကြောင့်ကျမကြောင့်ရှင်စိတ်မချမ်းမသာဖြစ်နေရတာလားဘာကြောင့်များပါလဲရှင်မင်းမပြောကတက်ပြင်းကိုဝင်ဖြောင်းအောင်မရှူနိုင်မဲ့တရတွန်းမေးသည် မင်းခုလိုဘဝမျိုးရောက်နေတဲ့အတွက်စိတ်မချမ်းမသာဖြစ်မိတာပါဘာကြောင့်စိတ်မချမ်းမသာဖြစ်ရတယ်လဲလို့မင်းကမေးတယ်မဟုတ်လားမင်းရဲ့အမှုပညာကိုဟန်ဆောင်ချီးကျူးနေကြတဲ့လူတွေကိုဘာကြောင့်မင်းဖျော်ဖြေနေရတာလဲမင်းရဲ့အမှုပညာနဲ့တေးဂီတာရဲ့တန်ဖိုးကိုနားမလည်တဲ့လူတွေမခံစားတတ်တဲ့လူတွေကိုမင်းကဘာကြောင့်မြန်စေရနာပြဘွားနဲ့ဖျော်ဖြေနေရတာလဲ ရင်ကျင်းမှုရှင်တန်နေကြလို့နဲ့လူတွေကိုတချင်းဆိုပြီးဘာကြောင့်မင်းကဖြော့ပြေနေရတာလဲကျွန်တော်ဒီသူ့အဖြေကိုမဆောင်နေတော့ပဲရှောင်မြင်းဆက်ရှောင်နေမိသည်မင်းမပြောသည်ကျွန်တော်နဲ့အတူရှောက်လိုက်မလားပဲနောက်ပိုင်းမှာရက်ကြံရဲခဲသည်ကိုတတိထားမိသည် ထို့ကြောင့်နောက်ပြန်လှည့်ကြည့်သည်အလေးအောင်အားနေနေတော့လဲသူမ၏မျက်လုံးအစုံထဲမှာတစုံတရာလင်းလက်တောက်ပနေသည်ကိုခက်ရေးရေးမြင်တွေ့ရလေသည် သူကချက်တော်ကိုလှမ်းမေးသည်ဒီလိုဆိုရင်ရှင်ကကျမကိုဘာလုပ်စေချင်ပါသလဲကျမရဲ့အတက်မွေးဝမ်းကြောင်းလုပ်ငန်းကြီးတစ်ခုလုံးကိုစွန့်ပြစ်လိုက်ပါတော့လို့ဆိုလိုချင်တာလားကျမရဲ့ခန္ဓာကိုကျမရဲ့အမှုပညာကျမရဲ့တီးဂီတာတွေကိုဈေးကွက်ထဲမှာချမယောင်းနေတော့လို့ဆိုလိုချင်တာလားထားပါတော့လေဒီလိုဆိုရင်သူ့စကားကိုမဆက်ပဲတပိုင်းတန်လန်း ချက်ထားသည်ထို့ကြောင့်သူ့စကားအဆက်ကိုကျွန်တော်ကမေးရတော့သည်ဒီလိုဆိုရင်ဘာဖြစ်လဲအိုးထားလိုက်ပါတော့လေဘာမှမဟုတ်ပါဒီเจ้าတွေကိုရှင့်ကိုပြောမပြတာပဲကောင်းပါတယ်ဒါပေမဲ့အခုကျမလုံနေရနဲ့ပတ်သက်ပြီးဘာမှန်းရှက်စရာပါလို့လေမိရပါရမီရှင်မှာမင်းမမွေးရပါဗီဇတွေရှိနေတယ်မွေးရပါအီချင်းတွေရှိနေတယ်မိရအတန်ဟာတိတ်ကိုตาရပြည့်ပြည့်မျက်နှိုးစရာ ကောင်းတယ်ပြီးတော့ မင်းရဲ့ကိုလုံးကိုပေါဟာအင်မတန်အချိုးဆက်ပြည့်ပြည့်ပြီးမျက်နှိုးစရာကောင်းလာတယ်။ဒီတန်နဲ့ဒီကိုကာယအလှတွေဟာမင်းသမီးတယောက်ရဲ့အည်ချင်းတွေပေါ့။ကဖို့တိတ်ကောင်းတဲ့အည်ချင်းတွေပေါ့။တကယ်လို့များမင်းရဲ့နှုတ်ပညာအစွမ်းစားကိုဂုံလိုက်ခါရှိရှိနဲ့လူရင်ကျေးတွေရှေ့မှောက်မှာဖျော်ပြလိုက်ရမယ်ဆိုရင်မင်းဟာနာမည်ကျော်လာမယ်ဂုံတိတ်ခါမြင့်တက်လာမယ်လူအများက လေးစားလာမယ်ကျွန်တော်ဒီမိန်ကုံးရှယ်ကြီးကိုချွေနေမိတော့သည် နံပယ်ကြီးမယ်ဂုံတိတ်ခါရှင်းထံပယ်တဲ့လားမိမမျိုးကထို့သို့ပြန်မေးရင်ကျဲလောင်စွာရီမောလီတော်သည်ကျွန်တော်လဲမင်တက်မိသွားသည်အမားတစ်ခုကိုပြုလုပ်လိုက်မိပြီဟုစိတ်ထဲမှာခံစားလာရပါသည်သူလိုတန်မှန်မိမ့်ပြိုကလေးတယောက်နဲ့စကားပြောဆိုဆွေးနွေးရသည်ကိုကျွန်တော်မိတို့မြစိတ်စနောင်စနေမဖြစ်မိပါ သူ၏ပင်ကိုနုပညာစွမ်းရည်ကိုအလွန်တရာမြင့်မားလာကြောင်းကိုလည်းကျွန်တော်သဘောပေါက်လက်ခံမိပြီးဖြစ်ပါသည်။နောက်တစ်ကြောင်းကသူ့ကိုကျွန်တော်စိတ်ဝင်စားနေမိပါပြီ။သို့တော်လည်းစေတနာကိုရင်းခံပြီးဂရုတောင်နဲ့ပြောသည်ကိုပြည့်ရဖြူခြင်းခံရသောကြောင့်ဒီမိမပြိုကလေးဒီပော့ပေါ်တန်းတန်းကလေးပါလားဟုစိတ်ထဲမှာမှတ်ချက်ချလိုက်မိလေသည်ဆူရှိတာဤသူမိပါလေဟာဟာဟုဟု ရဲသွန်းသွေးသောအတန်များကိုပါကျွန်တော်ပြန်လဲကြားရအောင်လိုက်မိလေသည် ထို့ကြောင့်ခြေလန်းကိုပိုပြီးတွတ်တွတ်ကြီးလှမ်းလာခဲ့သည် ထို့ချိန်မှာပင်မိမပြို၏တိုးတိတ်ညင်သာပြီးနူးညံ့သောအတန်ကလေးကိုကျွန်တော်ကြားလိုက်ရလေသည်ကျမစော်ကားမော်ကားပြောလိုက်တယ်လို့များထင်သွားပါသလားရှင်ကျမရီလိုက်မိတာကရှင့်ကိုလောင်ပြောင်ခြင်းတဲ့သဘောမျိုးမဟုတ်ပါဘူးဒါပေမဲ့ကျမသိချင်တာသိရပြီးရင်ရှင့် ထားမထားပါဘူး။ရှင်နဲ့ဆက်ပြီးပတ်သက်နေစရာလဲကျွန်မကဘာကြောင်းမှမရှိပါဘူး။သူ့လေတန်းကြီးနောက်ွယ်တွင်ဝမ်းနေခြေခွဲသည့်အိပ်အယောင်များရှိနေသည်။သူ့ကိုကျွန်တော်လှည့်ကြည့်မိသည်ပြီးတော့ခြေလမ်းများကိုရပ်လိုက်သည်။စိုးစိုးရုံးကဘဝကိုကြုံတလို့ရင်ဆိုင်ပြီးဖြောဖြောပါပါနေတတ်ပုံရခဲ့သောမိန်းကလေးမျက်လုံးအိမ်ထဲတွင် မျက်ရည်ကြီးများကိုမြင်တွေ့နေရလေသည်။သူ့လေတန်းများကလည်းတုံရင်လှောက်ရှားနေလေသည်။ လူရင်ကြီးတွေရဲ့အတိုင်းဝိုင်းကိုသွားပြီးဂုံတိတ်ခါကို ထိမ့်သိမ့်ဖို့ကျမကို ရှင်ပြောခဲ့တယ်မဟုတ်လားဒါပေမဲ့အဲ့ဒီဂုံတိတ်ခါကိုကျမဘာလို့ရမှာလဲရလာတဲ့ဂုံတိတ်ခါကို ထိမ့်သိမ့်နေရတဲ့အတွက် ကျမမှာပိုလို့တော့ငွေကုန်ကြီးကြများလာအောင်မယ်လေသူဘာကို ဆိုလိုကြောင်းကျွန်တော်ကောင်းကောင်းနားမလဲပါကျွန်တော်တို့နှစ်ယောက်တိတ်ဆိတ်စွာဖြင့်ဆက်လျှောက်လာကြသည်အတော်လေးကြာတော့မှသူကချိုလွင်သော လေတံကလေးနှင့်ပြောပြန်သည် ကျမပေါ်မှာရှင်ဘလို့သဘောထားနေတယ်လဲဆိုတာကျမမသိပါဘူးဒီเจ้าမျိုးတွေနဲ့ပတ်သက်လာရင်တခြားလူတွေကိုထုတ်ဖော်ပြောဆိုလေးပြောဆိုတာလဲကျမမှမရှိပါဘူးဒါပေမဲ့ရှင်နဲ့ကြတော့ဒီเจ้าတွေကျမဘာကြောင့်ပြောနေမိမှန်းတော့မသိတော့ပါဘူးရှင်ဘာသဘောနဲ့ကျွန်တော်ကိုထူစကားပြောနေကြောင်းပင်မခံပြီးကျွန်တော်စဉ်းစားမနေတော့ပါဘာသဘောနဲ့ပြောเจ้าကိုလဲကျွန်တော်ဒုက္ခခံပြီးမေးမနေတော့ပါ ကျွန်တော်တိတ်ဆိတ်နေသည်ကိုတတိထားမိတော့အခါမိမပြိုရင်မျက်နာပေါ်တွင်ဖြူရော်ရော်ဖြစ်သွားလေသည်။ဟိုးထားလိုက်ပါတော့လေ။ဒါရင်အလုံးမေ့ပြင်လိုက်ပါတော့။ကျမတို့နေရာကလည်းတယောက်နဲ့တယောက်ပတ်လို့မှပတ်သက်တာမဟုတ်ဘူးလေ။ကျမရဲ့အားနည်းချက်တွေနဲ့ပတ်သက်ပြီးတသက်မှာတစ်ခါမှတခြားလူတွေကိုဖွင့်မပြောခဲ့ဘူးပါဘူး။အခုပြောနေတာကလည်းဘယ်လိုသဘောနဲ့မှမဟုတ်ပါဘူးလေ။ကျမမှာအားနည်းချက်တွေရှိတယ်ဆိုတာ ရှင်သိစေခြင်းလို့ပြောပြနေတာလည်းမဟုတ်ပါဘူးဒီလိုနဲ့ခေါင်းမာတဲ့ဒီစိတ်ဓာတ်ကလေးကိုတော့ကျွန်တော်အများကြီးသဘောကျမိပါသည်ဗစ်တိုရီယာပန်ချန်တို့သွားသည့်လမ်းဆောင်တို့ရောက်သည့်အခါမိမပြောကဆက်လက်မလျှောက်တော့ပဲရက်တန့်လိုက်နေသည်ထားလိုက်ပါတော့ကိုကိုမင်းပြောပြစရာအကြောင်းတွေများရှိသေးလားဟုကျွန်တော်ကမေးကြည့်သည်အိုးကျွန်မပြောချင်တာတွေကတော့အများကြီးပါပဲဒါမဲ့ မပြောရပဲကောင်းပါရဲ့ရှင်။ကဲရှင်နှုတ်ဆက်ခဲ့ပြီနော်။ကျွန်မဒီဘလန်းကနေသွားတော့မယ်။ဘောရဆောင်လို့ပြန်လောက်နေလဲကျွန်တော်တွင်ပါမလှုပ်ရှားခိုင်းရှားမရှိပဲ။နောက်ပြီးတော့ကျွန်တော်လိုလူစိမ်းတယောက်နဲ့ယခုလောက်ခီယူဝဲဝဲအတူရှင်တွဲပြီးရှောက်လာဝင်တော့မင်းမပြောကြီးတက်တီကိုလည်းကျွန်တော်များစွာသဘောကျမိပါသည်။သူနဲ့အတူစကားပြောကြည့်ခြင်းဖြင့်သူ့ခေါင်းမှာပုံ သူကိုယ်သူယုံကြည်မှုရှိပုံချုံမောလှပပုံများကိုကျွန်တော်အလွန်အမင်းသဘောကျမိသည်ဟုဆိုနိုင်ပါသည်ကြုံကြိုက်လာသောအခွင့်အရေးကလေးကိုကျွန်တော်အရယူသင့်သည်ဟုတွက်လိုက်မိသည်မင်းမကန့်ကွက်ဘူးဆိုရင်မင်းအိမ်ကိုရောက်တဲ့ဒီကိုလိုက်ဖို့ပြရစီမိကလည်းတိတ်နဲ့နေပြီမဟုတ်လားရှင်ကျမနဲ့တူတူလိုက်ခဲ့မယ်ကျမအိမ်ကိုရောက်တဲ့အထိ ကျမနဲ့အတူတူလှရဲတဲ့တတ္တိရှိဖို့တော့လိုရနော်ဘာကြောင့်မလှရဲရမှာလဲကျွန်တော်စကားကြောင့်သူအတော်ပြောသွားပုံရလေသည်ကောင်းပြီလေဒီလိုဆိုရင်လည်း like ခဲ့ပါရှင်မေးထားတဲ့မေးခွန်းတွေအများကြီးကိုကျမဖြေကောင်းဖြေနိုင်ပါလိမ့်မယ်ရှင်မမေးရတဲ့မေးခွန်းတွေကိုလည်းကျမဖြေပြချင်းဖြေပြမှာပါကျွန်တော်အများကြီးစိတ်သက်သာရရသွားပါသည်တန်မှန်တဲ့ပုံမှန်ထူးခြားသည့်အလုပ်တစ်ခုကို လောက်ကင်နေရသည်ဟု၍လည်းကျွန်တော်မခံစားရပါနောက်ပြီးတော့မယားကိုဝင်ခံရမည်ဆိုရင်မိမပြိုလေးကိုကျွန်တော်စိတ်ဝင်စားစားပြုလာပါပြီအလွန်စွမ်းမဖယ်ကောင်းသောမိမပြိုလေးတစ်ယောက်ဖြစ်သည်မှလည်းအမှန်ပဲဒီလိုမိမချော်လေးတစ်ယောက်နဲ့တူရှင်တွဲသွားရသည့်အတွက်စိတ်လည်းချမ်းသာခဲ့မိပါသည်လမ်းကြိုလမ်းကြောင်းလေးများကိုတလန်းပြီးတလန်းကျွန်တော်တို့ဖြတ်တန်းလာခဲ့ကြသည် ောက်ဆုံးမှာတော့လေးဓာတ်တိုက်တလုံးသူရောက်လာသည်အလေးရောင်အားနေနေတော့လဲအဆောင်ကြီးကတော်ကြီးဟောင်းနှွက်နေပြီဖြစ်ကြောင်းကောင်းစွာမြင်တွေ့နေရပါသည်ပေါ်ဆုံးထပ်သူရောက်သည့်တိုင်အောင် ကျွန်တော်တို့တက်လာခဲ့ကြသည်လေကလေးများကိုနင်းသွားသည့်မိမပြိုကြီးခြေလမ်းများက အာမန်ပြေပါနေသည် တက်ကြွနေသည်ထူးဆန်းတစ်ခုတော့ကြုံတွေ့ရတော့မြည်ဟုကျွန်တော်စိတ်လှုပ်ရှားမှုဖြင့်နောက်ပိုင်းမှာပြတ်ကျန်နေရခဲ့သည် ကျွန်တော်လည်းသူ့နောက်မှာလိုက်ဝင်သွားသည် ရင်သေးသေးကလေးတလုံးပေါ်တွင်အယိုးပေါ်အရေးတင်နေသည့်ဖွာကြီးတယောက်လဲလျောင်းနေသည်ကိုတတိပြုမိပါသည် အခန်းထဲမှာမိယောင်ကအာနဲလွန်လာသည်မိမပြူကအဖွာကြီးနီးသို့ပြုံပြုံကလေးတိုးကပ်သွားအဖွာကြီး၏နှစ်ဘိုးပြင်နှင့်ပါးပင်များကိုယူရညင်သာစွာပုတ်သက်ကိုင်းတွယ်ကြည့်လေသည်အဖွာကြီးကကျွန်တော်ကိုတစ်ချက်လှမ်းကြည့်ပြီးမိသူဖြစ်ကြောင်းမေးနေသည်မိတ်ဆွေတယောက်ပါမမ ဒါမဲ့သူ့နာမည်ကိုတော့သမီးမသိဘူးလမ်းမှာတွေ့တာနဲ့အိမ်ကိုအလဲလိုက်လာဖို့ဖိတ်ခဲ့တာမိမပြောကအဖွားကြီးကိုထိုးထုတ်ပြောပြီးကျွန်တော်ထံသို့လှည့်ကြည့်သည်အာရပါရလဲပြုံးလိုက်လေသည်ကျမမေကိုနှုတ်ဆက်လိုက်ပါအောင်ရှင်ကျွန်တော်ကအဖွားကြီးကိုနှုတ်ဆက်ရန် ရှေ့တိုးသွားသည်လက်တစ်ဖက်ကိုဆန့်တန်းပေးလိုက်သည်ဒီတော့မှပင်အဖွားကြီးညာကိုတချမ်းသည်လေးဖြတ်ပြီးလုံးဝလှုပ်ရှားနိုင်ခြင်းမရှိတော့သည်ကို တွေ့ရလေတော့သည် အိမ်တွင်းရှိပစ္စည်းပစ္စည်းများကိုကြည့်ခြင်းအပြင်သူတို့မြင်းမြဆင်းရဲနံပါးချောင်းကိုတည်တာပါသည် ပြောပါလာအောင်အိမ်တော်ပြိဘောကများများဆဆမရှိပါသို့သော ရှိသည်မြပစ္စည်းကလေးများကိုတော့တတ်တတ်ရရပြင်ဆင်နေရာချထားသည်ကို တွေ့ရလေသည် အတွင်းခန်းကမှောင်နေသည် မိမပြူကခြေဖွားဝါနေရင်တို့ခန်းစီတို့သွားသည် သူနှင့်တူလိုက်လာရန်လဲကျွန်တော်ကိုမျက်ရည်ပြသွားသည် ထဲမှာဘာရင်းပြန်ရှိနေအောင်မြင်နည်းဟုကျွန်တော်စဉ်းစားကြည့်မိသည်အခန်းထဲမှာအသက်အရွယ်ကြီးရင်သည်သူ့ဖေးတော်၎င်းတက်ကြီးရွယ်ကိုယောက်ျားတယောက်ယောက်တော်၎င်းရှိနေနိုင်ပွဲရာအကြောင်းမရှိပါအိမ်ထဲမှာယောက်ျားသုံးဆောင်များကိုမမြင်မိခြင်းကြောင့်ဖြစ်ပါသည်ကျွန်တော်ဒီမြုံသင်္ကာဆေးဖြင့်တုံဆိုင်ဆိုင်ဖြစ်နေမိသည်ထို့သောကျွန်တော်ဖြစ်နေသည်ကိုမိမပြူကချက်ချင်းအကဲခတ်လိုက်မိပုံရသည် ထို့ကြောင့်ပြုံးပြီးကျွန်တော်ဘက်ကိုလက်ဆန့်တန်းလိုက်နေသည်မလက်မာနဲ့ရှင်ဒီဘက်ကနေဝင်ခဲ့ပါရှင်ကိုပြเสียတကူရှိနေလို့ပါရှင်မေးခဲ့တဲ့မေးခွန်းတွေကိုကျွန်မဖြေဖို့တာဝန်ရှိနေတယ်လေမဟုတ်ဘူးလားရှက်လွန်းသောကြောင့်ကျွန်တော်မျက်နှာမှာထူပူသွားလေသည်မိမပြိုလေးပေါ်ဘာကြောင့်ချော်တော့ငော့ပြီးတလွဲတွေးမိသနည်းဟုတွေးကြည့်မိပါသည် ပေါင်နေသောအခန်းထဲသို့ကျွန်တော်တို့ဝင်သွားကြသည်မိမပြိုလေးက မိရင်သေးသေးကလေးတလုံးကိုထုံသည်အခန်းထဲမှာနောက်ထပ်ကရင်တလုံးကို တွေ့ရပြန်ပါသည် ထိုကရင်ပေါ်တွင်မူခလေးနှစ်ယောက်အိပ်ပျော်နေသည်တယောက်က၈နှစ်အရွယ်ယောက်ျားကလေးဖြစ်ပြီးတန်တယောက်က၂နှစ်အရွယ်မိန်းကလေးဖြစ်လေသည်တစုံတစ်ခုကိုကျွန်တော်မေးမိတော့မလို့ဖြစ်သွားသည် သို့တော်လည်းမင်းမပြိုကလေးကလေတံကလေးဖြင့်ကျွန်တော်ကို ဟန့်တားပြီးသားဖြစ်လေသည်ခြေဆူးပြုတ်ပြီးတော့စကားမပြောပါနဲ့ရှင်ခလေးတွေနိုးသွားမှာဆိုလိုပါ ကျမရဲ့ဖြစ်ပျက်တွေအားလုံးကိုပြောပြပါမယ်။လာတာဆောင်မှာခဏသွားထိုင်နေပါတော့။ကျွန်တော်အိတ်ခမ်းပြင်သို့ထွက်ခဲ့သည်အဖွားကြီးကကျွန်တော်ကို မျက်လုံးတစ်ချက်လှမ်းကြည့်သည်။သူ့တဲ့အရွယ်နဲ့မလိုက်အောင်သူ့မျက်လုံးနှစ်ဖက်ပတ်လည်မှာအရေတွေတွန့်နေသည်။သပင်ဖြူနေပြီဖြစ်တော်လဲသပင်အနက်တွေအများကြီး ကျန်နေသေးသည်။နှက်ခမ်းကို တင်းတင်းစစ်ထားသည်။နဘူးပေါ်ကြီးအကျော်ကြီးများကထောင်ထနေသည်။ လောကရန်တရားများကိုမြင်မြပြင်းထန်စွာ ရင်ဆိုင်ခဲ့ရာကြောင်းထို့အချက်များကသက်သေခံနေပါသည်လာသာဆောင်တို့ကျွန်တော်ထွက်ခဲ့ပြီးစောင့်နေသည်ခဏကြာတော့ဘန်းတစ်ချက်ကိုကင်ပြီးမိမ့်မပြူထွက်လာလိုက်သည်ဘန်းထဲမှာရေနှက်ခွက်နှင့်ဘေးစကမုတ်ချို့တခုပါလာသည်ကျွန်တော်ကိုလည်းကျေးဇူးတင်စကားပြောသည်ကျမအိမ်ကိုခုလိုလိုက်လာတဲ့အတွက်တိတ်ဝမ်းသာတာပဲရှင်။ကျမတို့ကတိတ်ကိုစီးရပါတယ်။ အပေါ်ရင်ကျော်အမြင်ထက်ကိုပိုပြီးဆင်းရဲပါတယ်ကျမငငယ်လေးကလေးကကျမဖေကကျမတို့ကိုဖြစ်သွားတယ်လေအဲ့ဒီချိန်ကစပြီးနောက်ထပ်တစ်ခါမှမတွေ့တော့ဘူးအမေနဲ့အဖေရန်ဖြစ်ကြတယ်ရန်ဖြစ်ရတဲ့အကြောင်းကိုတော့ထုတ်ပြောလို့မကောင်းပါဘူးလေကျမတို့ဒါမီးနှစ်ယောက်ကိုဒုက္ခပင်လဲကျောင်းမှာမျှော့ထားခဲ့ပြီးထွက်သွားတယ်လို့ပဲဆိုကြပါစို့အဲ့လိုဖြစ်ခဲ့တာနှစ်တွေကြာလာပါပြီဒါပေမဲ့အဖေပဲရောက်နေတယ်ဆိုတာတရင်စနာတောင်မကြားရတော့ဘူး ိမပြိုသည်သူတို့သားမီးနှစ်ယောက်အကြောင်းကိုဆက်ပြောပြနေသည်ခင်မုန်းတဲ့စွန့်ပြစ်သွားသည့်အတွက်အမေလို့သူသည်ဘဝတိုက်ပွဲများကိုပြင်းထန်ခက်ခဲစွာရင်ဆိုင်တိုက်ခတ်ခဲ့ရာကြောင်းဥမမဲစာမမြောက်သော သမီးကလေးကိုလူတလုံးသူတလုံးဖြစ်အောင်ထင်းချောင်းပြူထောင်ပေးခဲ့ရာကြောင်းပညာသင်ကြားပေးပြီးအစိုးပညာနှင့်အကပညာပါတက်အောင်သင်ကြားပေးခဲ့ကြောင်းသမီးကလေးဒီမိမချိုးကလေးဖြစ်တော်လဲဂီရပညာနဲ့အကပါတက်မြောက်ထားခြင်းအပြင် လင်ကောင်းသားကောင်းရနိုင်မည်ဟုယုံကြည်ခဲ့ကြောင်းပြောရင် ခက်သားသားကလေးရှိလိုက်လေသည်ဖလေဘာဖြစ်လို့လဲမင်းကြီးနေရလဲမင်းမရဲ့စိတ်ကူးတွေကမှားသွားလို့လားဟုကျွန်တော်ကမေးမိသည်မှန်တယ်လို့ရောပြောနိုင်လို့လားရှင်ကျွန်မကြည့်ပါဦးကျွန်မကူတိဖြိုးဝဲမဟုတ်ဘူးလားသူ့စကားများကို ကျွန်တော်အလေးနဲ့ မထားမိပါကျွန်တော်မျက်လုံးများအတွင်းခံဖက်သို့ပြန်ရောက်သွားသည်ကိုလည်းသူတတိထားလိုက်မိလေသည်ထိုအခါကြတော့မှပင်ကျွန်တော်ကိုစိုက်ကြည့်နေသောသူဤမျက်လုံးများမှာပို၍လေးနက်တီးကြည့်လာလေသည်အခန်းထဲမှာအိမ်နေတဲ့မေရီနဲ့ဂျိုးဆက်ကအမဝမ်းခွဲတယောက်ရဲ့သားနဲ့သမီးလေးအမဝမ်းခွဲကမုတ်ဆိုးမှလွန်ခဲ့တဲ့နှစ်နှစ်လောက်ကဆုံးသွားတယ်ကလေးတွေကို ကျွေးမွေးမဲ့သူလည်းမရှိတော့ဘူးဒါကြောင့်ကျမမေကသူတို့ဒီအိမ်ခေါ်လာခဲ့တယ်အမေတယောက်တည်းအိမ်တာဝန်တွေကိုထမ်းဆောင်ရတော့ကျမပညာသင်ဆေးတွေကတစ်ဖက်ဒီကလေးနှစ်ယောက်တည်းပိုကုံလာတဲ့ဈေးကတစ်ဖက်အမေတယောက်တည်းရုန်းကန်ရတော့တယ်အဲ့ဒီဝင်းတော့ဝင်ဖို့တွေပြီးပြီးအမေခန္ဓာကိုမှဒဏ်ဖြစ်လာတယ်တနေ့တခြားလုံးမပါလာတယ်အမေကတော့တမိစောမြေစောနဲ့ဓာရီကိုတတိမထားမိပါဘူးအမေကျမပညာရေးဆောင်ကမရောက် သေးရင်မှပဲဒီတန်နေနဲ့ဘုံဘုံလဲတော့တယ်အခုလိုအိပ်ရာတဲ့မထနိုင်မဲဂီလာနာကြီးဖြစ်သွားတာတစ်နှစ်ခွဲလောက်တော့ရှိနေပြီညီအေဂရီရဲ့ဒုတိယပိုင်းကိုဆက်လက်တင်ဆက်ပါမယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မတို့တာပါ